ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ဗိုက်သားများအားလုံးနဲ့မင်္ဂလာပါခင်ဗျာ။အေးဆယ်လီတွေပေါ့ဗျာနိုင်ငံရေးဆယ်လီတွေအထူးသဖြင့်ပေါ့ကျွန်တော်တို့အဲတက်မလို့ update ထောက်ခံတဲ့ဆယ်လီတွေဆယ်လီတွေအားလုံးကိုပြောချင်တယ်။ခင်ဗျားတို့အားလုံးရဲ့ပခုံးပေါ်မှာအနိုင်ဆုံးအနိုင်ဆုံးထောင်ဆယ်နှစ်ဆိုတာကျွတင်ရှိနေပြီသားနော်။ကိုစောဖုံးဟင်းကိစ္စဟာဝမ်းပြီးတော့ဝမ်းတာနေရတဲ့သူတွေရှိတယ်။နော်ဒါဝမ်းတာရမယ့်ကိစ္စမဟုတ်ဘူး။ ခမရတို့တန်ဝေကယူပါမှာဘယ်သူပဲဖြစ်ဖြစ်နော်မြန်မာနိုင်ငံကဆယ်လီတော်တော်များများပေါ့ဗျာနိုင်ငံရေးဆယ်လီတွေပေါ့အထူးသဖြင့်အဲဘာရဲ့ဆယ်လီတွေပေါ့နော်အဘပိုင်ပါလေဆိုတဲ့ဆယ်လီတွေအများအသိထားမှာ ပခုံးပေါ်မှာထောင်ဆယ်နှစ်ဆိုတာဟိုအမြင်နဲ့ရှိနေတယ်အမြင်နဲ့ရှိနေတယ်အဲ့တော့သူများဒုက္ခရောက်လို့လဲမပျော်ရွှင်ကြနဲ့ ကိုကန်နိုင်တဲ့အလဲဆိုတာရောက်လာတတ်တယ်အဲဒါကြောင့်မို့လို့အမှန်တရားကိုချစ်ပါလုံထုံးလုံကြီးကိုချစ်ပါနော်လုံထုံးလုံကြီးကိုချစ်ပါတရားမြတ်တမှုကိုချစ်ပါအဲ့လိုမျိုးပေါ့ဗျာနော်ကြာသနာမှနွားချမ်းသာရမယ်အခြေအနေမျိုးအော်ဘောဥပဒေထက်ကြော်လုံပြီးတော့ပုံကိုရေးကိုချစ်နေရမယ်အခြေအနေမျိုးကနေပြီးတော့ကျွန်တော်တော့အဲ့အခြေအနေကိုခါသေးရကျွန်မကြိုက်ဘူးကျွန်တော်ကြိုက်တာကတော့ဥပဒေက ကျွန်တော်ကိုလည်းအုပ်ချုပ်အောင်မှာဖြစ်တယ်အလောက်ငယ်သားဖြစ်တယ်ကျွန်တော်လည်းအုပ်ချုပ်အောင်ဖြစ်တယ်အထက်အရာရှိဖြစ်တဲ့အထက်အရာရှိရဲ့ဥပဒေကိုအုပ်ချုပ်အောင်မှာဖြစ်တယ်ဥပဒေကအလုံးကိုအုပ်ချုပ်တော့ဥပဒေကြီးစိုးမှုပဲဖြစ်ရမှာအခုကဘလို့ဖြစ်နေဆိုတော့ခါကြတော့ကျုပ်မြန်မာပြည်မှာကအဘနဲ့ပိုင်လို့ရှိရင်အဘကဥပဒေပဲဒါအဘကိုလည်းပြပြောလို့မရဘူးခင်ဗျားတို့အဲအဘလောက်အောင်မှနေတဲ့သူတွေအလုံးကလည်းအဘပိုင်နေဆိုပြီးတော့အာလှုပ်ချင်တာတွေလှုပ်တယ်တကယ်တကယ်ဥပဒေနဲ့ညီဆိုတော့အဘလည်းမကင်နိုင်ဘူးအဲ့တော့ ကိုဟုံးကိစ္စမှာတာဝန်ကယူပါเนาะတာဝန်ကယူပါအဲ့တော့ဥမာပြည့်ဥပဒေကြီးဆိုရင်ဟောလုပ်ငန်းခွင်ဆိုလုပ်ငန်းခွင်ဥပဒေရှိတယ်စစ်တပ်ဆိုစစ်တပ်ဥပဒေရှိတယ်လုပ်ငန်းခွင်မှာလုပ်ငန်းခွင်မှာလက်အောက်ငယ်သားအလုပ်သမားလေးကိုမန်နေဂျာကဒါလုပ်ဒါလုပ်ဆိုလို့ရှိရင်လုပ်လို့ရတယ်လို့เนาะဥပဒေကလုပ်ငန်းခွင်ဥပဒေကလုပ်ငန်းရှင်ဘယ်လိုခေါ်မလဲမန်နေဂျာကဒါခိုင်းမှန်ခွင့်ရှိသည်ဟုတ်ပြီထို့တူအလုပ်သမားကဒါလုပ်ပါမယ်ဆိုပြီးနှုတ်နှစ်ဖက် လက်မှတ်ထိုးတာပြီးသားဖြစ်တယ်အဲ့တော့လုပ်ငန်းရှင်ကဒီလုပ်ငန်းရှင်ကိုလည်းဥပဒေကပဲအုပ်ချုပ်ထားသလိုလောက်ငယ်သားအလုပ်သမားကိုလည်းဟိုဘယ်လိုခေါ်မလဲဆိုရှင်ဒီလုပ်ငန်းဝင်ဥပဒေကပဲအုပ်ချုပ်ထားတယ်အဲ့တော့အဲ့လိုအုပ်ချုပ်ထားတဲ့အခါကျတော့ဥပဒေကြီးဆိုတယ်ထားပါတော့အဲ့တော့အမလုပ်ငန်းဝင်ရှင်ကလုပ်ငန်းရှင်မန်နေဂျာကြော်လွန်ပြီးတော့ဟဲ့လာခဲ့စမ်းဟလာငါဖက်နဲ့ပိန်စမ်းဟလာငါ့ကိုနှိပ်ပေးစမ်းအထောက်ဆိုလို့ရှိရင်ဒါဥပဒေမှာရှာကြည့်လိုက်မရှိဘူးမရှိဘူးဆိုလို့ရှိရင် စန့်ကျင်ရရမယ်။နော်ဥပဒေရဒီလုပ်ငန်းရှင်တွေအပြစ်မြောက်တယ်။ဟုတ်လား။အဲထို့တူပဲစစ်တပ်မှလည်းဒီလိုပဲ။စစ်တပ်အရာရှိအရာခံကအစားကာချုပ်ထိပေါ့ဗျာနော်။စစ်ဥပဒေကိုကြည့်။စစ်ဥပဒေအရလောက်ငယ်သားကိုဒါခိုင်းလို့ရတယ်။ဒါလုတ်ပိုင်းလုတ်ခိုင်းလို့ရတယ်။မိတ်ဆိုတဲ့ဒါပေးပိုင်မှုရှိတယ်။အဲ့ဒါဥပဒေမှာပြဋ္ဌာန်းထားပြီးသား။ဒီဥပဒေကိုကိုးကားမှုမရှိတဲ့ဘယ်အမိန့်ကိုမှနာခံစရာမလိုဘူး။အခုလိုမျိုးပေါ့ဗျာနော်။ ဟိုတယင်းမှုဆိုလို့ရှိရင်တယင်းမှုကတော့ဆိုလို့ရှိရင်တယင်းမှုဒီရဲမီတွေကိုနော်သူ့အိမ်မှာခေါ်ခိုင်းတာအဲနောက်တစ်ခုဒီတယင်းမှုဆိုလို့ရှိရင်သူ့အိမ်မှာခေါ်ပြီးတော့အဲဘယ်လိုခေါ်မလဲဒီရဲဘော်တွေကိုကျုံလို့ခိုင်းတာဟလာဒါမျိုးတွေကလုံးဝလက်ခံစရာအကြောင်းမရှိဘူးအဥပဒေကြီးစိုးမှုမဟုတ်ဘဲနဲ့အဘကြီးစိုးမှုဖြစ်နေတာအဲ့တော့ကျွန်တော်တို့ကဒါကိုချစ်ပါဥပဒေကြီးစိုးမှုကိုချစ်ပါ နော်မင်္ဂလာပါ မင်္ဂလာပါကိုယ်ခံပြန်လို့ပေးလိုက်ပါတနာပါအဲ့တော့အဲ့တော့အခုလက်ရှိအခြေအနေဖြစ်နေတာကကျောင်းမြန်မာနိုင်ငံတရားဥပဒေကြီးစိုးမှုအများကြီးအာနေနေတယ်ပြည်သူကလည်းဘယ်လိုခေါ်မလဲဆိုတော့ဒါကိုနားမလဲဘူးပြည်သူကလည်းကြုံယူနေတယ်အကြုံယူမဖြစ်ရလေအောင်ကိစ္စပါအခုကိုကိုစော်ဖုံးဟိန်းပေါ့ကိုစော်ဖုံးဟိန်းဆိုလို့ရှိရင် ပုံမှန်လေးကျွန်တော်ပြောရမယ်ဆိုသူကိုကျွန်တော်တို့အဲပုံကိုကြီးရခင်မင်မှုရှိတယ်ကျန်တာကျွန်တော်နဲ့ပတ်သက်မှုဘာမှရှိဘူးနော်အဲ့တော့ပုံကိုကြီးခင်မင်မှုလည်းရှိသလိုမတရားမှုဆိုတာမြင်တယ်ပေါ့ဗျာနော်အဲသူ့ဘက်ကမှန်သလားဆိုတာသူ့ဘက်ကလည်းမှားတယ်သူ့ဘက်ကလည်းဒါမျိုးပေါ့ဟို online ပေါ်ကနေအရာရှိအရာခံနေဟလာစစ်တီတွေကိုဒါမျိုးပြောဆိုဆဲဆိုခြင်းကအဲသူ့ဘက်ကလည်းမှားတယ်ဒါကျွန်တော်ဝန်ခံတယ်အဲထို့သူ အခုသူ့ကိုလှုပ်တဲ့လှုပ်ထုံးလုံးကြီးကလည်းမားတယ်အဲ့တော့နှစ်ဖက်စလုံးမားနေတယ်နှစ်ဖက်စလုံးမားနေတဲ့အတွက်ကြောင့်မို့လို့ဟိုကိုဖုံးကိုမုန်းတဲ့သူတွေဘက်ကအာတာအလေးတာပြီးတော့အနိုင်ကျင့်တဲ့ပုံစံမျိုးကျွန်တော်တို့ကမဖြစ်စေချင်ဘူးမဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ကိုဖုံးကိုလည်းချစ်တဲ့သူရှိပါသေးတယ်မမေ့ပါဘူးဆိုတဲ့ပုံစံမျိုးလေးနဲ့ပေါ့ဗျာနော်ငြိမ်းချမ်းစွာငြိမ်းချမ်းစွာပေါ့ဗျာနော်ဘလော့ခ်အောင်လို့ဆိုရင်ဆန္ဒထုတ်ဖော်တာလေးကတော့လူမျိုးလုံးလို့ရပါတယ်ကိုယ့်ရဲ့ဒီ Facebook လေးကပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ social media လေးကပဲဖြစ်ဖြစ်နည်းနည်းလေးပေါ့ ဘယ်လိုခေါ်လဲအတနာခံတာလေးပဲဖြစ်ဖြစ်ကိုယ်ကိုကြမ်းမပါဘူးအမြဲတမ်းတို့မြောက်ပါဘူးသူ့ကိုထောက်ခံတဲ့ပုံစံမျိုးတွေအများကြီးရှိတယ်ဆိုတော့သိလာစေချင်တာနောက်တစ်ခုကဗျာမြန်မာနိုင်ငံမှာဒီအမျိုးသားရေးသမားတွေဆိုပိုသိပါတယ်ဟာတရုတ်ဆန့်ကျင်ဆန္ဒပြပွဲဆိုရင်သူလောက်ကြတာပဲလေဘယ်ချိန်ဘယ်ခါမှလောက်ကြတယ်လောက်တဲ့ဆန္ဒထပြတယ်ပြီးပြီးသွားတယ်ဟုတ်လားအထုတူတို့အမ်ဆန္ဒပြပွဲတွေအများကြီးလောက်ကြတာပဲမြို့သားကြီးဆရာတော်တွေဆန္ဒပြပွဲတွေလောက်တယ်အဲငိမ့်စုစီယူရတယ်တရားဥပဒေနဲ့ညီလောက်ရတယ်ပြီးရင်ပြီးသွားတာပဲเนาะအဲ့တော့ ကိုကဟုံးအပိထောက်ခံတဲ့သူတွေအနေနဲ့လည်းတရားဥပဒေနဲ့အညီဒီမျိုးဆန္ဒပြတာလေးကတော့ဘယ်သူမှလည်းခင်ဗျားတို့ကိုခင်ဗျားတို့စည်းကမ်းနဲ့ညီနေသေးတယ်နော်အချိန်အခါနေရာနော်အကြောင်းအရာဟုတ်လားဒါနဲ့ပတ်သက်ပြီးလုပ်မယ်ဆိုရင်ဘယ်အစိုးရမှမဖမ်းအစိုးရကိုဖမ်းအစိုးရကဖမ်းမှမလို့ဆိုကြည်နေတေချာအဲ့လူတွေကနိုင်ငံကြီးကျက်မပြေတာလည်းပါတယ်အစိုးရကိုတမင်တကာကိုတိတ်ခါချနေတာဘယ်အစိုးရမှမဖမ်းဘူးနော်တိတ်ခါချနေတာအဲ့တော့အခုကိုဖုံးကို ဖမ်းထားတယ်ပေါ့ဗျာနော်ဖမ်းထားတဲ့အမှုတွေကသူ့ကိုဆွဲလို့ရတဲ့အမှုတွေကိုကျွန်တော်မနေ့ကကျွန်တော် Telegram မှာချရေးခဲ့တယ်နော်သူ့ကိုဘာမှုတွေဆွဲလို့ရတယ်ဆိုတဲ့အခါကျတော့66ဒါကြီးနော်ဒီပေါ့ Telecommunication ပဲဖြစ် Social Media ကိုအသုံးပြုပြီးတော့ဒီတဖက်သားပေါ့နော်ခံရသူကိုတပုတ်လေးလေးပြောဆိုဆဲဆိုတိတ်တိတ်ခါချခြင်းပေါ့ဗျာနော်အဲဒါဒီအမှုက66ဒါကြီးနဲ့ဆွဲလို့ရတယ်နော်အဲနောက်ထပ်အခုချိန်မှာ အကြောင်းနောက်ထပ်အမှုတွေအားလုံးသူ့အမှုသွားမှုလာတယ်နော်လုပ်ပုံကိုင်ပုံနဲ့အခြေအနေကိုကြည့်ရနောက်ထပ်ဘာအမှုတွေဆွဲလို့ရလဲဆိုတဲ့ခါကျတော့ကုတ်ဖုံးနေနဲ့ကိုအကြမ်းဖက်မှုချမ်းဖက်မှုတိုက်ဖြတ်ရေးအနေနဲ့ပေါ့နော်ဆွဲမယ်ဟေ့ဆိုလို့ရှိရင်သူ့အမှုဆွဲလို့ရနော်အမှုဆွဲလို့ရနှစ်မှုရှိသွားပြီအဲနောက်တစ်ခုကကျတော့အကုတ်ဖုံးကိုယ်တိုင်လည်းဒါမျိုးပေါ့အဲမြန်မာပြည်မှာရှိတဲ့တော်တော်များများပေါ့နော်ကိုအောင်မင်းဆိုလို့ရှိရင်လည်းဒါတို့ဇန်နဝါရီဖြစ်ကြသေးရလေဇန်နဝါရီဖြစ်ကြတဲ့အခါမှာဟိုလိုလိုဒီလိုအိတ်ထဲမှာလက်တွေပါနှိုက်ပြရလေနော်အဲ့တော့ အဲဓာတ်ပုံလေးရောထုတ်ပြရလဲရှိကြတာပဲเนาะအဲထုတ်သူနောက်ထပ်ဒီပေါ့เนาะဆယ်လီတော်တော်များများလဲသူတို့ဆိုပါရှိတယ်ပါရှိတယ်ဆိုပြနေကြတာပဲအဲ့ဒါကမြန်မာနိုင်ငံရဲ့လက်နက်ဥပဒေအရဆိုလို့ရှိရင်လေเนาะလက်နက်ဥပဒေအရဆိုလို့ရှိရင်အဲ့ဒါဥပဒေလုံးဝညှိစုံနေပြီဘလောက်ကြီးပဲနားလဲအဲ့ဒါကြောင့်မကျွန်တော်ပြောရမလားအဘနဲ့ပိုင်တော့မှခင်ဗျားတို့ကင်လို့ရတယ် ဘနဲ့ပိုင်တော့မှခင်ဗျားတို့ကင်တော့ရတယ်အေးအဘနဲ့မပိုင်တဲ့အချိန်ကြလို့ရှိရင်တော့အဲ့ဒါကခင်ဗျားတို့အမှုတွေအမှုတွေဒါကျွန်တော်အကောင်းပြောပြတာစေတနာနဲ့ပြောပြတာဘာသူဘသူကမှလည်းဒါတိုက်ခါကြစေချင်တာမပါဘူးအဲ့တော့ကုန်းနေနဲ့လည်းသူဘာရှိရဲ့ဘာရှိရဲ့သူလိုက်မှလည်းသူပြောခဲ့တာပဲဟုတ်လားအဲ့တော့ဒါလည်းသူ့အတွက်အမှုဖြစ်သွားတယ်အဲ့တော့အမှုဘယ်နှမှုဖြစ်သွားမလဲအမှုက66ကကြီးရတမှုเนาะအကြံဖတ်မှုတိုက်ဖြတ်ရေးရเนาะသူတို့ကအကြံဖတ်မှုနဲ့ချိန်ဆက်မှုရှိပါလေဆိုတော့ ဆွဲဆိုချက်တွေအကုန်လုံးလည်းကျွန်တော်တို့ကကြားနေရတယ်လေနော်ဒါကဒါလည်းပုံမှန်တစ်ခုပုံမှန်၃ခုဖြစ်သွားပြီနော်အဲ့ဒီပုံမှန်၃ခုနဲ့တို့ကဆွဲမယ်ဆိုဆွဲလို့ရပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်ဒီပုံမှန်၃ခုတွေကိုကျွန်တော်ချိန်ကြည့်လိုက်တဲ့အခါမှာအနိုင်ဆုံးမရှိဘူးဆိုလို့ရှိရင်တော့ထောင်နံက10နှစ်ကျော်တယ်နော်60ကျော်ကဒီကအနိုင်ဆုံး2နှစ်ကြာနိုင်တယ်နော်ဒီအချက်ပြမှုတိုက်ဖြတ်ရေးဆိုရှင်9နှစ်လောက်သွားတယ်နော်အဲနောက်တဲ့ဒီဟိုလက်နက်မှုတွေပါလေဆိုလို့ရှိရင်လည်းနောက်တဲ့ မ်အခက်မသိရင်6လကနေပြီးတော့3နှစ်ကြာမှရှိတယ်အကျွန်းနားလေတလောက်ပေါ့လေနော်အဲ့တော့10နှစ်လောက်ရှိတယ်ပေါ့ဗျာဒီလောက်ထိကြာသွားနိုင်တယ်ဟောကြာသွားနိုင်တယ်ဆိုတော့ဓာတ်တွေကလည်းအမှုရှာမှာပါနော်ညစ်မှာပါဆိုတော့ကျွန်တော်အဘနဲ့ပိုင်တော့ကစင်ပြေပြေမယ်အဘနဲ့မပိုင်တဲ့ခါကျရင်ပြဿနာဖြစ်နိုင်တယ်နောက်နောက်ထပ်ဒီထက်ပိုပြီးတော့ဆွဲလို့ရရှိသေးတယ်နော်လူတယောက်ကိုဆွဲမယ်ဆိုမြန်မာနိုင်ငံမှာဘယ်သူမှမလွတ်ဘူးဆိုတော့ကျွန်တော်ပြောပြနေတာ နော်မြန်မာနိုင်ငံ blog team လို့လဲဆို without car without car တွေကတော့ကျွန်တော်အဘာနဲ့ပိုင်နေသူစီးနေကြတာပဲဒါ without car ဥပဒေကလည်းတသက်ရှိသေးတယ်ဆွဲမယ်ဆိုဥပဒေတွေအများကြီးပဲနော်ဆွဲမယ်လို့ဆွဲလို့ရတယ်အဲ့တော့အမှုရှာနေတဲ့သူတယောက်တည်းအပြစ်ရှာနေတဲ့သူရဲ့အမြင်ထဲမှာအားလုံးကဖြစ်နေရှိနေပြီကိုဖုံးကအခုချိန်မှာအပြစ်ရှာခံနေရတာအမှုရှာခံနေရတာဖြစ်တယ်အမှုရှာခံနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိပေါ့နော်သူလုံးဝ သူ့ကိုရှောင်ဆွဲမယ်ဆိုရင်တော့ဒီအမှုလေးမှုကပါနေပြီနော်ဒီအမှုလေးမှုကသူ့ကိုဆွဲမယ်ဆိုတဲ့အခါကျ10နှစ်ကျော်လောက်တော့ရှိတယ်အဲဒါနဲ့ပတ်သက်ပြီးကျွန်တော်သုံးသက်ပြလိုက်တယ်ဒါပေမဲ့ခတ်တာကလည်းကျောင်းမြန်မာနိုင်ငံမှာသုံးသက်ချက်နဲ့ဖြစ်နိုင်တယ်ရနိုင်တယ်စာလုံးတိတိချာချာမဖတ်တဲ့သူတွေအတွက်ကြောင့်တွန်းတဲ့ဒီကျွန်တော်တော်တော်လေးလဲအဲစိတ်ထဲမှာပေါ့နော်အကျွန်တော်မုန်းနေတာတွေစုံနေတာတွေရှိကြတယ်ဒါပေမဲ့အရှိကိုရှိနိုင်ပြောရမှာပါနော်ဒီအမှုတွေနဲ့ဆွဲနိုင်တယ်ပေါ့ဗျာနော်အဲဒီမှုတွေဆိုတော့အစင်းနှစ်ကျော်လောက်တော့အနေအထားရှိတယ် အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကတရားဥပဒေထက်မှာဘူးမှမရှိဘူးเนาะဘူးမှမရှိဘူးဒီမှုတွေနဲ့ဆွဲမယ်ဆိုမြန်မာနိုင်ငံမှာရှိတဲ့ဒီအဘကျွန်တော်ပြောပြပါလေစစ်ဘောမှနဲ့အဘဘောမှကျွန်တော်တို့ကစစ်ဘောမှပါအဘဘောမတွေအတွက်ကတရားမှမလွတ်ဘူးတရားမှမလွတ်ဘူးခမားတို့တရားမှမလွတ်ဘူးတက်လားခမားတို့မှာအဲ့ဒီအမှုတွေကရှိပြီးသားအချိန်အခုအချိန်မှာအဘနဲ့ပိုင်နှုံးပဲဖြစ်ဖြစ်ခိုင်းလို့ကောင်းနှုံးပဲဖြစ်ဖြစ်နော်ခမားတို့ အချိန်တန်ကိုကန်နေလာတဲ့အချိန်เนาะအချိန်တန်ကိုကဘယ်လိုမှတောင့်မြင်ကက်ခံလာရတဲ့အချိန်အရန်ပွားလာတဲ့အချိန်เนาะဒီအဲ့အချိန်ကြလို့ရှိရင်တော့တောင့်မြင်ကပုံမရဲ့နောက်မှာအဲ့ဒီအမှုတွေပါလာမှာတန်းစီပြီးလိုက်လာမှာတရားတန်းစီပြီးလိုက်လာမှာမပူနဲ့အဲ့တော့အားကြောင့်ကျွန်တော်ပြောတယ်မြန်မာနိုင်ငံကအဲတတော်များများခမရတို့ရဲ့ပခုံးပေါ်မှာအနိုင်ဆုံးထောင်ဆင်းနေတင်လာရတယ်เนาะတာဝန်ကယူပါ အဲ့တော့အမှန်တရားဖြစ်ဖို့အတွက်အကောင်းဆုံးဖြစ်ဖို့အတွက်လုံထုံးလုံးကြီးတွေဖြစ်ဖို့အတွက်တိုက်ပွဲဝင်မှာเนาะတိုက်ပွဲမဝင်တော့မောဗျာเนาะခင်ဗျားတို့ရက်တည်ကြပါလို့ပြောချင်းတယ်เนาะအဲ့တော့အားကြောင့်မို့ကျွန်တော်တို့ကလုံထုံးလုံးကြီးဤဥပဒေတွေပဲကျွန်တော်ထောက်ဆပြီးကျွန်တော်ပြောပါတယ်အခုအဲဘလို့ခေါ်မလဲအခုကိုဖုံးမောဗျာเนาะကိုဖုံးနေနဲ့အခုလက်ရှိသူ့ကိုလောလောလတ်လတ်မဖြစ်မနေဆွဲလို့ရတဲ့အမှုကတမှုပဲရှိတယ်ကျန်တာတွေကတော့သိရမလားဒီလောက်ကြာပြီဆိုတာရှာနေတာ နစလေးနာရီ48နာရီဘယ်နှနာရီရှိပြီလဲ82နာရီဒီတော့ကြာပြီဆိုတာရှာနေတာလောလောလတ်သူ့ကိုမဖြစ်မနေဆွဲလို့ရတဲ့အမှုကတမှုပဲရှိတယ်66ခါကြီးနော်ကျန်တာတွေအခုသူ့အိမ်မှာသူ့အိမ်မှာဘယ်လိုဟောမလဲဆိုခလေးစောတဲ့ဖုန်းတွေကအစမကြမ်းတိမ်းသွားပြီဆိုမှတအိမ်လုံးမှုရသွားပြီသွားပြီတအိမ်လုံးကိုတခါတည်းဟိုဘယ်လိုဟောမလဲဆိုစာရုပ်စာတမ်းအကုန်လုံ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 းအစသူ့အိမ်ကနေပြီးတော့တခါတည်းမသွားပြီအဲ့တော့ ဖုံးကနေပြီးတော့ရှာမဲ့အမှုဖုံးကနေရှာမဲ့ဆိုသူဘသူနဲ့ဖုံးပြောတာလဲထားပါဗျာဖုံးသူနဲ့ဖုံးပြောတဲ့သူတယောက်ကအနေဆောင် PDF နဲ့ပတ်သက်ဆက်နွယ်မှုရှိတော့တကောင်ထောက်ဖို့နဲ့ဆက်သွယ်မှုရှိနေတော့ဒါအကျန်းဖက်ဥပဒေနဲ့အရေးယူလို့ရသွားပြီဟုတ်တာမဟုတ်တာအပါထားနော်တရားစိုးရရပါအကျန်းဖက်မှုဥပဒေနဲ့ဆိုအနေဆောင်9နှစ်ရှိတယ်အဲ့အနေအဆောခုနှစ်နှစ်ရှိတယ်ဟဟလာဥမာပြည့်မိမိရဲ့လုံခြုံရေးတလက်နဲ့ဒီပိုင်းကင်နေဟိဆိုလို့ရှိရင် မည်သူတဦးတယောက်မှမြန်မာနိုင်ငံမှာကိုင်းလို့မရမလားမရအောင်เนาะတရားဥပဒေအရထုတ်ပေးထားတဲ့လက်နက်ကလွဲလို့အဲ့တော့အဲ့ဒါနဲ့ဆိုလို့ရှိရင်လက်နက်မှုကနေလို့6လရှိတယ်မဟုတ်6လရှိ66ကကြီးကနေလို့နည်းနည်းကျော်3နှစ်မှရှိတယ်เนาะအဲ့တော့အမှုတွေကမရှာခြင်းလဲရတယ်ရှာခြင်းလဲရတယ်မလုတ်ခြင်းလဲရတယ်လုတ်ခြင်းလဲရအဲ့တော့ကြာသနာမှာနွားချမ်းတာမယ်ဆိုရက်အခြေအနေမှာကိုဟုံးကရောက်နေတယ်အခုချိန်မှာ သူမဖြစ်မနေပါတော့။သူ့ကိုတတ်ညာလိုက်မယ်ပေါ့ဗျာ။ကျွန်တော်လည်းအားလုံးကိုတတ်ညာလိုက်ပြီးတော့အဲကျွန်တော်60ယောက်ကကြီးနဲ့ပဲဆွဲမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဝမ်းသာမှာ။နောက်ဆုံးရှိရင်တော့တက်မလို့ယူကျွန်တော်ကျေးဇူးတင်ရမှာ။ဟုတ်လား။ဘာကြောင့်လဲဆိုရင်60ယောက်ကကြီးနဲ့ဆွဲမယ်ဆိုရင်ခြေပပိုင်ခွင့်ရှိတယ်လို့အမကန်ရတယ်။ပြင်ပြထွက်လာလို့ရမှာ။နော်။ဟလာအဲ့တော့ဖုန်းတွေထဲကတရင်မှုတွေလုပ်ရက်တွေကိုတဲ့ ကဖုံးနဲ့ပါသက်တွေမှပြလို့မရတော့ဘူးပေါ့လေဟာမှန်တာပေါ့အကုန်ပါသွားပြီပေါ့နော်ဘလဲစစ်ပွဲချင်းနေအဲ့တော့အဲကျွန်တော်ဆက်လက်ပြီးတော့လေ့လာပါဦးမယ်နော်ကဲအဲ့တော့ချောင်းစီကကြီးနဲ့ကိုဖုံးလှုပ်လှဲဆက်ဆွဲမယ်ဆိုရင်တော့မှဟိုဘာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ကအဲ့ကြောင့်အမှုတိုင်းအမှုတိုင်းသွားစီချင်တာနော်သူ့ရဲ့ဒီလုံထုံးလုံဒီတိုင်းသွားမယ်ဆိုရင်ကိုဖုံးနေနဲ့ချောင်းစီကကြီးတရားဆွဲခံရမယ်အဲတရားဆွဲခံပြီးသူခြေပနိုင်မယ် အာမခံနဲ့နောက်ကနေအာမခံရှိအာမခံနဲ့အပြင်မှာလွတ်နေမှာပါဗျာနော်အဲ့တော့ဟုတ်ပါပြီဒါကျွန်တော်တို့အခုလက်ရှိပေါ့နော်ဟိုအကောင်ချင်းနေလေးတွေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဆယ်လေးတွေအနေနဲ့ခင်ဗျားတို့မှာအနိုင်ဆုံးထောင်ဆယ်နှစ်ကပခုံးမတင်နိုင်ဆိုတာမမေ့ပါနဲ့အဲအကြောင်းမို့လဲသူနဲ့ပတ်သက်ပြီးတော့သူဖြစ်တဲ့အချိန်မှာအဲကိုကျော်စုတို့ဘာလို့ပေါ့ဗျာနော်သူတို့ရဲ့အရန်ကိုရင်းနေတဲ့ပုံစံကြီးနေဆိုတာလဲကျွန်တော်နားလဲပေးတယ်နားလဲပေးတယ်နားလဲပေးတော့ဗျာအားလုံးက ားလုံးကတနည်းမို့တနည်းကတော့ခုဘူးမှမလွတ်ဘူးလို့ကျွန်တော်ပြောပြပါရမှာလားအဲ့တော့လုံတုံးလုံနည်းတွေခင်ဗျားတို့လည်းမကြော်နဲ့အခုချိန်မှာနားလည်မှုနဲ့ကြော်ထားပြီမြဲအချိန်တန်ရင်ဆွဲဆောက်လို့ရတယ်နော်ဆွဲဆောက်လို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒါကိုအဓိကထားပြီးပြောချင်တယ်နော်တန်ဝေကယူကြပါလို့ပဲပြောချင်တယ်ဟာလားအဲ့တော့တန်တိုင်းဆုံးပေါ့ဗျာနော်60ကြောက်ကကြီးလောက်နဲ့ပဲပြန်ပြီးတော့လွတ်ပေးပါလို့ပဲပြောချင်တယ်ပေါ့ဗျာနော်ဆွဲပါဆွဲမဆွဲနဲ့မဆွဲဘူးပေါ့ဗျာ မဖုံးမအမှန်တရားပြောတော့လှုပ်ရှားပြင်ပြောက်တော့မှလေအဲကြောင့်မို့သူတို့ဖမ်းတာလေဒီပေါ်ဒါဆိုလည်းအပြောဆိုလေးအပြောဆိုလေးလူသေးတာကိုကြောက်တာလားဟာကြောက်တယ်လို့တော့ပဲဟုတ်မလဲဗျာနော်ဒါကျွန်တော်တို့ကလေးစားသူမရှိအောင်ကျွန်တော်ဒီအဲကျွန်တော်မှာကျွန်တော်နောက်ခံမှာကျွန်တော်ရဲ့ background ဆိုတော့ကျွန်တော်ရဲ့လွတ်မြောက်မှုလေးတခုပဲရှိပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့လွတ်မြောက်တယ်ဆိုပြီးတော့ကျွန်တော်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စီးမဲ့ကမ်းမဲ့ကျွန်တော်မပြောပါဘူးနော် အစီအမံကမှပြောကြတယ်မပြောပါဘူးကျွန်တော်တို့အမှန်တရားကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ငါဘယ်သူမှဖန်လို့ရတာမှမဟုတ်ပဲကွဆိုပြီးတော့ကျွန်တော်စဲကျင်တိုင်းစဲပြောကျင်တိုင်းပြောနေကျွန်တော်ဖြစ်စီကျင်တာစေတနာလေးဗျာနော်ကျွန်တော်တို့ကစေတနာနဲ့တတ်မလို့ကူညီတာဟုတ်ပါလားတတ်မလို့ချက်တာစစ်ဘောမှလို့ပြောတာပြီးသားအဘဘောမှတော့မဟုတ်ဘူးလေဗျာနော်ကောင်းစာဖတ်သွားလို့အရင်ကျေးဇူးတင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျေးဇူးများတယ်နော် လုံထုံးလုံးကြီးတွေဆန္ဒပြလို့လူစုလူဝေးဖြစ်တဲ့ချိန်မှာဖာမီစစ်မှုထမ်းခိုင်းပါဦးအဲ့လိုမလုပ်ပါဘူးဗျာခင်ဗျားတို့ကလည်းအဲ့လိုဖမ်းခိုင်းမှကြောက်လို့ရှိရင်လည်းခင်ဗျားကိုဖုံးုံချစ်တဲ့ဒီဆရာတော်တန်ကားတွေအများကြီးရှိတာပဲဟာဒါမျိုးတွေစစ်တပ်ကအဲ့လိုလုပ်တယ်ဆိုတာမရှိပါဘူးနော်အတိတော်မိတာကကိုမတက်မလို့ကောင်းလားဗျာတက်မလို့ကမကောင်းမှန်းရှိတယ်လားဗျာတက်မလို့မြန်မာနိုင်ငံမှာကျွန်တော်ပြောထားတယ်ခင်ဗျားတို့မြန်မာနိုင်ငံမှာ လက်နက်ကင်အဖွဲ့အစည်းတွေအများကြီးရှိတယ်။နော်ကျုပ်တို့အဖြစ်ကဘလို့ဖြစ်နေဆိုတဲ့အခါကျတော့ဟောင်းနှမ်းမှာဈေးဝယ်ရတယ်လို့ပဲအစ်ချက်ချုပ်၆ပြကင်းသေးလဲစဉ်ဘယ်မှမမရဘူး။အခင်ဗျားကိုပါရွေးချယ်ပိုင်မှုရှိတယ်နော်။ဟောင်းနှမ်းမှာဈေးဝယ်ပြီးတော့တခါလဲ brand new ပေါ့ဗျာလုံးဝ parking ပိတ်တော့မရဘူးလေဗျာနော်။ဟိုမှာအပြစ်နာစာဒီမှာအပြစ်နာစာအဲ့အပြစ်နာစာတွေအားလုံးနဲ့မှာမှခေါင်းနှမ်းနဲ့မှာနော်ခေါင်းနှမ်းနဲ့မှာပါတဲ့အဖွဲ့အစည်းတွေတည်တည်ရှိနေ။အဲ့ခေါင်းနှမ်းနဲ့မှာမှာ တာဝန်ယူတာဝန်ခံမှုရှိပြီးတော့မကျေနပ်ရင်ပြန်လဲပိုင်ခွင့်ရှိတယ်ဟုတ်လားအဲ့လိုမျိုးတာဝန်ယူတာဝန်ခံမှုအပြည့်စုံရှိတဲ့အဝတ်ထည်ကိုပြပါဆိုတထည်ပဲရှိအတက်မတော်ပဲအဲ့တော့တက်မတော်ကိုကျွန်တော်တို့ကရွေးချယ်ရတာဖြစ်တယ်အဲ့တော့တက်မတော်ကအကောင်းဆုံးပေါ့ဗျာနော်ကျန်တဲ့ဖွဲ့စည်းတွေမှာလည်းဒါမျိုးမတရားမှုတွေရှိတာပဲဒီကျန်တဲ့ဖွဲ့စည်းတွေပုံအောင်စုသေးတယ်ခင်ဗျားတို့ဒီခင်ဗျားတို့အားပေးနေတော်လိုင်းဖွဲ့စည်းတွေဆိုလို့ရှိရင်လူတယောက်ကမိမကျေနပ်ကောင်းပြတ်တတ်တာနော်အဲ့လိုမျိုးဖြတ်ပြပြီးတတ်ကြတာမကျေနပ်ချင်းချင်းကြောက်တွန်းခင်ဗျားတို့ဒါတွေမသိသေးပါဘူးနော် အဖွဲ့ကြီးရအဖွဲ့လေးကိုဝါမျိုးသိရမလားခမ်းမသိင်ထွက်ပြေးရဥပဒေမရှိတော်တွေဥပဒေနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာဒီအဖွဲ့စည်းတွေကိုကျွန်တော်ရွေးချယ်ရမှာလားတက်မတော်ကသုံးနဲ့ရှင်တိုင်းအပြစ်နာစာအကင်းဆုံးဒါမှမဟုတ်တက်မတော်မှာပြင်ရမယ့်အရာတွေရှိသေးတယ်အဲကြောင့်ကျွန်တော်တက်မတော်ကိုဒါအဲပြင်ရတာပေါ့ဗျာနော်